အားလုံးမင်္ဂလာပါရှင် Nutrient Hammy မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ကျမ Nutrient ပါရှင်ကျမတို့ကဒီနေ့မနေ့ဆိုလို့ရှိရင်ဘာလေးတင်သွားတယ်လဲဆိုလို့ရှိရင်ဒီကပန်းအထက်ခွေတာလေးတင်သွားတယ်ကျမအခုဆိုလို့ရှိရင်တင်နှမ်းမှာကျမကဒါလေးကအခြေခံကပန်းလေးတင်ထားတာဖြစ်ပါတယ်ဒါလေးတွေကလည်းဒီအခြေခံကပန်းထဲမှာ ရှိနေတဲ့ဒီမှာပေါ့နော်ဒီလိုမျိုးအထက်ကလေးနဲ့ဒါကအပွင့်အကျွေးလေးတွေတင်တာဖြစ်ပါတယ်ဒါကကြတော့အောက်မှာတစ်ထပ်ချင်းရှိနေတဲ့ဟို Mwen pa geleyo oh. wop. အပေါ်ကနေထပ်ပြီးတော့ခွေတာမျိုးဖြစ်တယ်ဒီဥစ္စာလေးကကြတော့ကျမတို့တွေပွန့်ဖတ်တီကိုကမာစတွေကြီးပဲတုံးပြီးတော့ခွေသွားတာဖြစ်တယ်ပေါ့နော်အဲ့ကြတော့ကျမကအခုဒီမှာဆိုလို့ရှိရင်၃မျိုးထိတင်ပြီးသွားပါပြီကပန်းမျိုးစားနောက်ထပ်၂မျိုး၃မျိုးလောက်ကျမထပ်ပြီးတော့တင်အောင်မယ်ပေါ့နော်ဟိုပို့ပြီးတော့လှတဲ့ကပန်းလေးတွေဖြစ်အောင်လည်းကျမတင်အောင်မယ်အဲ့ကကြတော့ဒီမှာဆိုလို့ရှိရင်ဒါကကျမကဒါကဒါကမာတွေကိုကြီးပဲအသုံးပြုပြီးတော့တင်ပေးသွားတာဖြစ်ပါတယ်ကျမတို့ဒီကမာနဲ့၃နဲ့ ခါကတော့ကျမတို့ကဟိုဘယ်လိုပုံလဲဟိုတင် လိုက်ပြီးတော့ပေါ့နော်ဒီကပ်ပန်းလေးတွေကပ်ရတဲ့နေရာမှာအရန်ကိုအဆင်ပြေလို့မို့ကျမကဒီကမာနဲ့တင်ပါတယ်နောက်ပိုင်းကပ်ပန်းတွေမှာတော့ကျမကထိုင်ဖို့နဲ့တင်ပါဖြစ်ပါတယ်ရှင်ထိုင်ဖို့နဲ့ကြတော့ကျမတို့တွေကပေါ့နော်အရန်ဟိုဘလို့ခေါ်မလဲဟိုထိုင်ဖို့ရဲ့အသားကဒီရာလေးရတော့ကျမရဲ့ဖောက်တန်လေးပါဒါလေးကကျမတုံးတဲ့ဖောက်တန်လေးပေါ့နော်ဖောက်တန်ကြီးကတော်တော်လေးတော့ညက်ပတ်နေပြီဘောင်းဆိုတော့နှစ်ပေါင်းလည်းများစွာကြာနေပြီပေါ့နော်အဲ့ခါကျတော့တော်လေးဒီဖောက်တန်လေးကကျတော့ဒီမှာပေါ့ထိတ်ကလေး ေးတွေဒီလိုမျိုးဖောက်ရင်းဖောက်ရင်းနဲ့ဒီထိတ်မှာပေါ့နော်အနှိလေးတွေပေါ့နော်ဟိုညစ်ပတ်လာတယ်ဆိုလို့ရှိရင်လည်းကျမတို့ကဒီမှာပေါ့ဒီတန်တန်ဘတ်စာလေးနဲ့ဒီမျိုးထိုးထိုးပြီးတော့လိုလိုမှွေလိုက်တယ်ဆိုလို့ရှိရင်သူ့ပုံမှာရှိနေတဲ့အနှိလေးတွေကလည်းဒါက ဟိုပြောင်းသွားတယ်ပေါ့နော်ဒါကျမကဗဟုသုတအနေနဲ့ပြောပြတာပါဒါကြောင့်မို့လို့ကျမတို့ကပန်းထောက်ပန်းထိုးမယ်ဆိုလို့ရှိရင်ဒီလိုမျိုးလေးတွေပေါ့နော်ဆောင်ထားရတာလေးလေးရှိပါတယ်ကျမကဒီဥစ္စာဆိုလို့ရှိရင်ဒါပုံမှန်ပုံမှန်တင်နေကြကပန်းလေးတွေဖြစ်ပါတယ်ရှင်ဒီမှာကပန်းကိုတီးတန့်ပေါ့เนาะ ပန်း online class တီးတန့်တစ်ခုတင်ထားတာရှိပါတယ်အဲ့ဒီဥစ္စာကကြတော့ကျမဈေးလဲအနည်းဆုံးယူထားပေးတယ်ပြီးတော့ကြတော့ဒီစက်ကြီးပန်းတို့ရတဲ့မဟုတ်ပဲနည်းပြီးတင်ဆက်ရှိတဲ့လူတွေနောက်တစ်ခါကျအိမ်မှာကိုယ်အချုပ်ဆက်ကလေးနဲ့ပေါ့နော်လိုက်ပြီးတော့တင်ဟိုလှုပ်ချင်တဲ့လူတွေအတွက်ကိုလည်းကျမကအဲ့ဒီကပန်းလေးတွေကိုလည်းဟိုတင်ပေးထားတာရှိပါတယ်ရှင် ကပန်းအမျိုး30ကျော်လောက်အထိကျမပေါ့နော်ဟိုတင်ပြပေးထားပါတယ်ဒါဆက်3မျိုးနဲ့ဆိုတော့30ကျော်လောက်ထိဖြစ်သွားတာပေါ့နော်အဲ့ဒါလေးတွေလေ့လာခြင်းလို့ရှိရင်လည်းကျမစီမှာလာပြီးတော့စုံစမ်းလို့ရပါတယ်ရှင်အဓိကတော့ဒီနေရာမှာဒီကပန်းအဆင့်ကိုရောက်ပြီဆိုလို့ရှိရင်ကျမတို့ကပေါ့နော်ဟိုဘယ်လိုကောမလဲဒီကိုယ့်ရဲ့ဒီဆက်ကင်နဲ့အရင်တွေးရတော့အဲ အနေနဲ့အများမြင်လာတဲ့သဘောရှိရေပေါ့နော်အဲ့ကြတော့ဒီနေရာမှာရောက်ပြီဆိုလို့ရှိရင်ဒီကပန်းတွေဟာမလှမှာကိုမပူရဘူးပေါ့နော်ကျမရဲ့တင်ဦးညွန်းနှမ်းမှာဒါကကပန်းသင်္ကန်းစားလေးတွေပါရှင်အာဆိုလို့ရှိရင်တော့ကျမရဲ့သင်္ကန်းသားတွေကတော့စိတ်ကြည်နှက်ကြမယ်လို့ထင်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်